2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရေကွယ်ကြီးကျင်းပတော့မှာဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးကလူလားတောင်းကြနေတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တောင်းဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအားလုံးကလည်းမိမိနိုင်ငံတော်ကြီးတိုးတက်ဖွံ့ဖြိုးစီပင်စေဖို့အတွက်ရွေးကောက်ပွဲကြီးမှာအားလုံးပါဝင်ပြီးတော့ဆန္ဒမဲပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်ရှင့်။ဒီရွေးကောက်ပွဲကြီးဟာကောင်းမွန်တဲ့အရေးတစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မလို့ ဒီသူအားလုံးကလည်းမိမိနိုင်ငံတော်ဤဖွံ့ဖြိုးတိုးတက်စေဖို့နိုင်ငံရဲ့အရေးတစ်ခုကိုပေါ်ဆောင်ပေးနိုင်မဲ့အကောင်းဆုံးလူကိုမမကကန်နဲ့စဉ်းစားဆုံးဖြတ်ရွေးချယ်ပြီးတော့မဲပေးချဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်ဒီနှစ်ကျင်းပမဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကတော့အင်မတန်မှထူးခြားပါတယ်။ဟိုအရင်အရင်ကျင်းပတဲ့ပွဲတွေကမတူဘဲနဲ့မဲပေးတဲ့စနစ်လည်းပြောင်းလဲပြီးတော့မှအီလက်ထရောနစ်မဲပေးတဲ့စနစ်နဲ့ကျင်းပမှာဖြစ်တဲ့အတွက် တိကျမှန်ကန်တဲ့မဲဆင်းများကိုရရှိမှဖြစ်ပါတယ်အခုကျင်းပမဲ့ရွေးကောက်ပွဲကြီးမှာလည်းဆက်စားအဆင်ပြေမယ်လို့မျှော်လင့်ယူကြည့်ပါတယ်ဒီဒီရွေးကောက်ပွဲကြီးနဲ့အတူလဲနိုင်ငံတော်သူနိုင်ငံသားအားလုံးအားလုံးကိုယ်စိတ်နဲ့ပြန်ချမ်းသာဝမ်းသာကြမယ်လို့ယူကြည့်ပါတယ် ညီမတို့မဲပေးဖို့အတွက်ကိုညီမတို့ရဲ့ရက်ွက်ရုံတွေမှာသွားပြီးတော့မဲစင်းသွားကြည့်ပြပါပါရှင်။အားလုံးကသွားမကြည့်ရသေးဘူးဆိုရင်သွားကြည့်ဖို့အတွက်တိုက်တွန်းပါရရှင်။၂၀25ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာမဲပေးဖို့ကိုညီမတို့ကအစင်းသိဖြစ်နေပါပါရှင်။နိုင်ငံသားမှန်လို့ရှိရင်မဲပေးကိုပေးရမှာ။ဟိုရှောင်းမဲလား